ထရမ့်နဲ့ဇီလန်စကီတို့ရဲ့စကားဆက်ပွဲအပြီးရိုက်ခတ်မှုများယူကရိန်းနိုင်ငံကမြေရှားတပ်တို့အပါအဝင်တယန်စာတတွေကို အမေရိကန်ကရယူပိုင်ခွင့်သဘောတူညီချက်ကိုယူကရိန်းနဲ့အမေရိကန်ကြားတောက်ကြနေတော့ကလက်မှတ်မထိုးနိုင်ခဲ့ဘူးလို့အင်ဖြူရောကအတည်ပြုခဲ့ပါတယ်အင်ဖြူရောမှာသမ္မတဒေါ်နယ်ထရမ့်နဲ့ယူကရိန်းသမ္မတ ဖလော်ဒီမာစီလမ်စကီရောကတောက်ချာနေတော့ကအခြေတင် ဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့ခေါင်းဆောင်တွေကပူတွဲသတင်းစာရှင်းလင်းပွဲလည်းမလုပ်နိုင်ခဲ့ပါဘူး။ယူကရိန်းအနာဂတ်လုံခြုံရေးနဲ့ယူကရိန်းသံရစာတာတွေကိုအမေရိကန်ကရှားယူနိုင်ရေးဆွေးနွေးမှုမလုပ်ခင်သတင်းထောက်တွေရှိဓာတ်ပုံရိုက်ခံနေချိန်မှာအခြေတင်စကားများခဲ့ကြတာဖြစ်ပါတယ်။ယူကရိန်းနဲ့ရုရှားငြိမ်းချမ်းရေးဆွေးနွေးမှုကိစ္စပြောရာကစတင်အခြေတင်ဖြစ်ခဲ့တာပါ။ သမ္မတထရမ်ကယူကရိန်းသမ္မတအနေနဲ့အသာစီးရနိုင်တဲ့အခြေအနေမရှိဘူးလို့ပြောကြားခဲ့သလိုတန်းနဲ့ချီတဲ့သူတွေရဲ့အသက်တွေကိုလောင်းကျေးထက်နေတယ်လို့သမ္မတဇီလန်စကီကိုပြောပါရယ်တတိယကမ္ဘာစစ်ဖြစ်နိုင်တဲ့အခြေအနေနဲ့လောင်းကျေးထက်နေတယ်လို့လည်းဆွဆွဲခဲ့ပါရယ်ဒုသမ္မတ JD Vance ကလည်းရုရှားနဲ့တန်တမန်ရေးရာဆွေးနွေးပြီးငြိမ်းချမ်းလုပ်နေတာလို့ဝင်ပြောပါရယ် ခရိုင်းမီးယားကို2014ခုနှစ်မှာရုရှားစတင်ကျူးကျော်တဲ့ကိစ္စကိုသမ္မတဇီလန်စကီဘက်ကထောက်ပြပြောဆိုခဲ့ပါတယ်။အပြန်အလှန်ပြောခဲ့ကြပြီးတဲ့နောက်တွေ့ဆုံပွဲရပ်တန့်ခဲ့ပြီးတိတ်မကြခင်မှာသမ္မတဇီလန်စကီအင်ဖျူရောကနေပြန်သွားခဲ့ပါတယ်။ငင်းချဲရေးအတွက်အသင်းဖြစ်ရင်အင်ဖျူရောကိုပြန်လာနိုင်တယ်လို့သမ္မတထရမ်ကလူမှုကွန်ရက်ပေါ်မှာရေးတင်ခဲ့ပါတယ်။ယူကရိန်းအနေနဲ့လုံခြုံရေးအတွက်ခိုင်မာတဲ့အာမခံချက်ရတာနဲ့အမေရိကန်ရဲ့သဘောတူစာချုပ်ဖို့အသင့်ပဲလို့ယူကရိန်းသမ္မတကဆွေးနွေးပွဲပြတ်ခဲ့ပြီးနောက်မှာပြောကြားခဲ့ပါတယ်။ အင်ဖြူရာက over office ယုံခံလာပြီးမလီမစားလုပ်တယ်လို့သမ္မတ Trump ကအပြစ်တင်ခဲ့တယ်လို့ Republican အမတ်ချုပ်ကလည်းဝေဖန်ခဲ့ကြပါတယ်။နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကတော့ Ukraine သမ္မတအနေနဲ့သမ္မတ Trump ကိုတောင်းပန်တဲ့လို့ပြောကြားထားပါတယ်။အလုတ်တော်ဒီမိုကရက်တစ်ခေါင်းဆောင် Hakeem Jeffries ကတော့ တမရစီလန်စကီနဲ့ယူကရိန်းပြည်သူတွေကဒီမိုကရေစီရေးလွတ်လပ်ရေးနဲ့အမှန်တရားဘက်ကနေသုံးနှစ်လုံးလုံးယက်တီခဲ့ကြတာဖြစ်ပြီးသူတို့ရဲ့အောင်မြင်မှုကအမေရိကန်မျိုးသားလုံခြုံရေးအကျိုးစီးပွားအတွက်ဖြစ်ကြောင်းယူကရိန်းနဲ့အတူအောင်ပွဲရတဲ့အထိယက်တီတင်တယ်လို့ကြေညာချက်ထုတ်ပြန်ခဲ့ပြန်ပါတယ်ပြင်သစ်ဂျာမနီဖင်လန်နဲ့နယ်သာလန်အပါအဝင် EU ဥရောပသမ္မတနိုင်ငံအချို့ကအရာရှိတွေကတော့ယူကရိန်းကိုထောက်ခံကြလူမှုကွန်ရက်မီဒီယာတွေမှာရေးချပြီးမြေရုရှားဘက်ကတော့ဒီဆွေးနွေးပွဲပြတ်သွားတာကိုကောင်းချီးပေးခဲ့ပါတယ် ဝါရှင်တန်မြို့တော်မှာအမေရိကန်သမ္မတနဲ့ယူကရိန်းသမ္မတအခြေတင် ဖြစ်ခဲ့ပြီးတဲ့နောက်ယူကရိန်းဘက်ကရည်တည်ကြောင်းဥရောပကာဆာအများစုကတုံ့ပြန်ခဲ့ကြပါတယ်။အင်ဖြူရိုကိုတောက်ချာနေကရောက်လာခဲ့တဲ့ယူကရိန်းသမ္မတဖလိုဒီမာဆီလန်စကီနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့သတင်းထောက်တွေရှိမှဓာတ်ပုံရိုက်ခံရေးစကားလမ်းပြပြန်လည်ပြောခဲ့ကြရမှာ ယူကရိန်းညင်းချမ်းရေးရုရှားနဲ့ဆွေးနွေးတဲ့ကိစ္စကနေစတင်အခြေတင်ဖြစ်ခဲ့ပြီးအရင်နောက်ဆွေးနွေးပွဲပြက်ခဲ့ပြီးတဲ့နောက်အင်ဖြူရကနေယူကရိန်းသမ္မတကထွက်ခွာခဲ့ရတာပါယူကရိန်းသမ္မတကညင်းချမ်းရေးကိုတကယ်လိုလားသူမဟုတ်ဘူးလို့သမ္မတထရမ့်ကလူမှုကွန်ရက်မှာရေးတင်ခဲ့တယ်လို့အင်ဖြူရလာပြီးမလေးမစားလုပ်တယ်လို့ဖော်ပြထားပါတယ် ။အဲ့ဒီဖြစ်ပျက်ဖြစ်ပျက်ပြီးမကြိုက်ခင်မှာပဲလွတ်လပ်တဲ့ကမ္ဘာကြီးအတွက်ခေါင်းဆောင်သစ်လိုအပ်နေတယ်ဆိုတာရှင်းရှင်းလင်းလင်းပေါ်လာတာဖြစ်တယ်လို့ EU ဥရောပသမဂ္ဂနိုင်ငံချိုင်းမူဝါဒရေးရာအကြီးအကဲခါဂျာကယ်လတ်စ်က X လူမှုကွန်ရက်မှာရှင်းတာပါဗျ။ ယူကရိန်းကဥရောပဖြစ်ပြီးယူကရိန်းနဲ့တူဥရောပရပ်တည်နေတယ်လို့យေတာထားပါတယ်။အလားတူပြင်သစ်၊ဂျာမနီ၊စပိန်၊နယ်သာလန်၊ပိုလန်စတဲ့ EU အဖွဲ့နိုင်ငံအများစုကလည်းယူကရိန်းနိုင်ငံဘက်ကရပ်တည်တယ်လို့တုံ့ပြန်ခဲ့ပါတယ်။ဒါပေမဲ့ဟန်ဂေရီဝန်ကြီးချုပ်ဗစ်တာအော်ဘန်ကတော့ငင်းချမ်းရေးအတွက်သမ္မတထရမ်ကရဲ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 ရပ်တည်ခဲ့တယ်လို့ဆိုပြီးသမ္မတထရမ်ကိုကျေးဇူးတင်ကြောင်းအိတ်စ်လူမှုကွန်ရက်မှာយေတာထားပါတယ်။ ဝါရှင်တန်ကိုရပ်ပိုင်းကပဲလာပြီးသမ္မတထရမ့်နဲ့ဆွေးနွေးခဲ့တဲ့ဗြိတိန်ဝန်ကြီးချုပ်ဂက်စတာမနာကတော့သမ္မတထရမ့်နဲ့ယူကရိန်းသမ္မတဇီလန်စကီတို့ဆွေးနွေးပွဲပြတ်သွားခဲ့ပြီးသိမ်းမချခင်မှာပဲသူတို့နှစ်ယောက်လုံးနဲ့အဆက်အသွယ်စကားပြောခဲ့ကြောင်းနဲ့ယူကရိန်းနိုင်ငံအပေါ်ခိုင်ခိုင်မာမာထောက်ခံနေကြောင်းကြေညာချက်ထုတ်ပြန်ပါတယ်ယူကရိန်းကိုအကူအညီပေးနိုင်ရေးအတွက်ဆန္ဒတူညီတဲ့နိုင်ငံတွေစုစည်းထားတဲ့ညွန့်ပေါင်းအင်အားစုတစ်ခုကို ဖွဲ့စည်းထူထောင်သွားမယ်လို့ဗြိတိန်ဝန်ကြီးချုပ်ဆာကီရာစတာမာကပြောကြားခဲ့တာပါ။ မက်ရှလာနေရနေကယူကရိန်းသမ္မတဖလိုဒီမာဆီလန်စကီအပါဝင်နိုင်ငံကောင်းဆောင်ချုပ်ကိုဗြိတိန်ဆိုရကဖိတ်ကြားတွေးဆောင်ပြီးတော့ယူကရိန်းစစ်ပွဲရဆိုင်ရေးအနာဂတ်မှာရုရှားရဲ့အန်နီယေတွေကနေအကာအကွယ်ပေးရဆိုတဲ့ကိစ္စတွေကိုစုပေါင်းဆွေးနွေးခဲ့ကြတာပါ။အဲဒီဆွေးနွေးပွဲမှာတော့ရီမန်ချက်တွေအထမြောက်ရေးအတွက်အချက်လေးချက်ပါဝင်တဲ့အစီအမံတစ်ခုကိုယူကရိန်းနဲ့ပူးပေါင်းဆောင်ရွက်ဖို့သဘောတူထားတယ်လို့စတာမာကပြောပါရယ်။ဗြိတိန်နဲ့ပြင်သစ်တို့ကတူညီတဲ့ညွန့်ပေါင်းအင်အားစုနိုင်ငံတွေကိုဥဆောင်သွားမှာဖြစ်ပြီးတော့ယူကရိန်းကိုအကူအညီပေးမှုတွေအရှိန်မြှင့်ဖို့ ပြီးတော့ယူကရိန်းကိုထောက်ပံ့ကူညီရေးတွေမှာအမေရိကန်ဆိုရရဲ့ပူပေါင်းပါဝင်မှုကိုတွန်းအားပေးဖို့လှုံ့ဆော်သွားမယ်လို့ဆိုခဲ့ပါတယ်။လောလောဆယ်မှာတမိုင်းကြောင်းရဲ့အချိုးကွေးနေရာတစ်ခုကိုဖျက်သန်းနေရပြီဖြစ်တယ်လို့စတာမာက session နိုင်ငံကောက်ဆောင်နေတဲ့တွေးဆောင်ပြီးမှပြောကြားထားပါတယ်။အဲ့ဒီထက်ကအများစုကဥရောပနိုင်ငံတွေဖြစ်ပြီးယူကရိန်းလည်းပါဝင်ခဲ့ပါတယ်။ ဇီလန်စကီကသူနိုင်ငံဟာအားကောင်းတဲ့တကူညီထောက်ပံ့မှုမျိုးရရှိထားတယ်လို့ခန့်စားမိကြောင်းနဲ့အခုထိပ်သည့်အစည်းအဝေးကကာလရှည်ကြောင်းမမြင်ခဲ့ရတဲ့ဥရောပရဲ့သွေးစည်းမှုကိုပြသနိုင်ခဲ့တယ်လို့ယူဆကြောင်းမှတ်ချက်ပေးသွားခဲ့ပါတယ်စီလန်စကီကအင်ဖြူရောမှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့အပြင်းထန်ညှိနှုံမှုတွေဖြစ်ပွားခဲ့ပြီးနှစ်ရက်အကြာမှာဗြိတိန်ကအစည်းအဝေးကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်။သတင်းစာရှင်းလင်းပွဲမှာစတာမာကကြေညာခဲ့တဲ့အစည်းအဝေးသဘောတူညီမှု၄ခုကတော့ ။ယူကရိန်းစီကိုစစ်ရေးအထောက်ပံ့တွေပေးပို့မှုအဆက်မပြတ်ဖို့နဲ့ရုရှားကိုစီးပွားရေးအရဖိအားပေးအရေးယူမှုတွေမြင့်တင်ဖို့ထရပ်ပေါ်လာတဲ့ငင်းချိန်ဆွေးနွေးမှုရလမန်သမျှဟာယူကရိန်းရဲ့လုံခြုံရေးနဲ့အထောက်အချာကိုအာမခံချက်ရှိတာသိချစေဖို့ဘလို့ငင်းချိန်ဆွေးနွေးမှုမှာမဆိုယူကရိန်းပါဝင်ခွင့်ရဖို့ငင်းချိန်သဘောတူညီမှုတခုခုရခဲ့ပြီးရင်နောက်အနာဂတ်ကျူးကျော်ရန်လိုမှုအခြေအနေတွေကနေတွန်းလှန်နိုင်အောင်ယူကရိန်းရဲ့ကာကွယ်ရေးစွန့်ရည်ကိုမြင့်တင်ပေးနိုင်ဖို့ ဆနတူညီတဲ့ညွန်ပေါင်းအင်အားစုတစ်ခုကိုဖွဲ့စည်းပြီးယူကရိန်းစစ်ပွဲရဆိုင်ရေးသဘောတူညီမှုတွေတည်မြဲနိုင်အောင်ကူညီဖို့အဲဒီနောက်ပိုင်းယူကရိန်းငြိမ်းချမ်းရေးအတွင်းရှေ့အပူပေါင်းဆောင်ရှားကြဖို့ဆိုတာတွေပဲဖြစ်ပါတယ်။ အစည်းအဝေးမတိုင်ခင်တရက်မာစတာမာကဗြိတိန်ကလက်ရှိထိန်းချုပ်ထားတဲ့ရုရှားပိုင်ဆိုင်မှုတွေထဲကအကျိုးမြတ်တွေကိုထုတ်ယူပြီးယူကရိန်းတွက်စစ်စရေးစတာလင်ပါ2.2ဒသမ2ဘီလီယံထုတ်ချင်းမယ်လို့ကြေညာခဲ့ပါတယ်။ဒါအပြင်အစည်းအဝေးပြီးသတင်းစာရှင်းလင်းပွဲမှာတော့ယူကရိန်းကလေကြောင်းအကကွယ်ရေးဒုံးကျည်အစင်း9000လောက်ဝယ်ယူနိုင်စေဖို့အတွက်နောက်ထပ်စတာလင်ပါ2.6ဘီလီယံထောက်ပံ့သွားမယ်လို့ကတိပြုခဲ့ပါတယ်။ ဆနာတွင်ကြီးရဲ့ညွန်ပေါင်းအင်အားစုမှာဘယ်နိုင်ငံတွေပါဝင်မလဲဆိုတာဝန်ကြီးချုပ်ကတိတိကျကျမပြောသေးပါဘူး။ဒါပေမဲ့ကတိဆနာပြုထားတဲ့နိုင်ငံတွေကတကယ့်အရေးတကြီးအခြေအနေဖြစ်လက်ခံယူစားပြီးအစီအမံတွေကိုအင်တိုင်းအားတိုင်းစတင်ပြင်ဆင်နေပြီလို့စတာမာကအဆိုပါတယ်။အစောပိုင်းတုန်းကဗြိတိန်ဆိုရကယူကရိန်းမှာစစ်ပွဲရဆိုင်သွားရင်ငင်းချင်းအတွက်ရှေ့အကူညီဆောင်ရှောက်ဖို့မြေပြင်တပ်တွေရောစစ်လေယာဉ်တွေပါဆိတ်လွတ်ပြီးအဆောက်အအုံပေးသွားဖို့အသင်းရှိကြောင်းကြေညာထားပြီးသားဖြစ်ပါတယ်။ ်ရုရှားရဲ့၃နှစ်ကြာယူကရိန်းကျူးကျော်စစ်ရေးကအထင်းင်းတွေနဲ့ထိမရေမရာဖြစ်နေပါတယ်။ငင်းချင်ရေးကဖြစ်နိုင်ခြေရှိမရှိမသိဘူးလို့အမေရိကန်ကပြောဆိုနေပြီးဥရောပကောင်ဆောင်တွေကတော့ယူကရိန်းတပ်ဖွဲ့တွေကိုဆက်လက်ထောက်ခံထားသလိုကာကွယ်ရေးအသုံးစရိတ်ကိုတိုးမြှင့်ဖို့ပဋိပက္ခတွေအတွင်းနောက်မှအပြစ်ခက်ရဲစစ်ရေးဖြစ်လာရင်ထိန်းသိမ်းဆောင်ရှောက်ရေးအတွက်ငင်းချင်ရေးထိန်းတပ်ဖွဲ့တွေကိုစေလွှတ်ရေးကတိပြုလိုက်ကြပါရစေ။ အမေရိကန်သမ္မတအင်ဖြူရာကိုလာရောက်တဲ့ယူကရိန်းသမ္မတဖလော်ဒီမာဆီလန်စကီကိုသမ္မတဒေါ်နယ်ထရမ့်ကအမေရိကန်ရဲ့အစည်းအဝေးထောက်ပံ့မှုကိုကျေးဇူးမတင်မှုငြိမ်းချမ်းရေးအတွက်အဆင်သင့်မဖြစ်ဘူးလို့စိတ်လိုက်မှန်ပါပြင်းထန်ထန်ပြောဆိုလိုက်ပြီးတဲ့နောက်နေ့ရက်အကြာမှာပဲဗြိတိန်ဝန်ကြီးချုပ်ကက်စတာမာက ယူကရိန်းဆိုရပေါ်အမေရိကန်ရဲ့အပိထောက်ခံမှုကအမည်များဖြစ်လာပြီလို့လန်ဒန်ထိပ်သီးတွေးဆောင်ပွဲမှာဥရောပခေါင်းဆောင်18ဦးကိုပြောဆိုခဲ့တာပါ။တမိုင်းမှာအရေးကြီးတဲ့အခြေအနေတရနဲ့ဥရောပကကြုံတွေ့နေရပြီလို့လည်းဗြိတိန်ဝန်ကြီးချုပ်ကပြောဆိုထားပါတယ်။ဆွေးနွေးပြောဆိုမှုတွေပိုလုံးရမယ့်အခိုက်အတန့်မဟုတ်တော့ဘဲနဲ့လက်တွေ့ဆောင်ရွက်ရမယ့်အချိန်ဖြစ်တဲ့ရေရှည်တည်တဲ့နဲ့နှိမ်ချမ်းရေးအတွက်အခြေအနေအစည်းအဝေးတစ်ခုကိုညှို့ညွှန်စွာအရှိန်မြင့်ပြီးဥဆောင်ဆောင်ရွက်ရမယ့်အချိန်လို့လည်းဗြိတိန်ဝန်ကြီးချုပ်ကပြောဆိုထားပါတယ်။ ပေါ်ပေါလာနိုင်တဲ့ငင်းချင်းရေးထိတက်ဖွဲ့တွေမှာလည်းအမေရိကန်ပါဝင်မှုကအာမခံချက်မရှိဘဲနဲ့ယူကရိန်းမှာငင်းချင်းရေးရဖို့ဥရောပကအဓိကဆောင်ရမယ်လို့လည်းဗြိတိန်ကောင်ဆောင်ကပြောကြားခဲ့ပါသေးတယ်။တချိန်ထဲမှာပဲအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အမျိုးသားလွန်ခြုံရေးအကြံပေးမိုက်ကယ်ဝဲလ်စ်ကတော့ ယူကရိန်းသမ္မတဇီလန်စကီနဲ့ပတ်သက်ပြီး CNN ရုပ်သံရဲ့ State of the Union အစီအစဉ်မှာဒီနေ့နေ့ကပြောရမှာတော့ဒီစစ်ပွဲကိုအဆုံးသတ်ရေးအမေရိကန်တို့ယူမန်ချက်အတိုင်းသူအနေနဲ့ရှိနေသလားဆိုတာရှင်းရှင်းလင်းလင်းမရှိသလိုငြိမ်းချမ်းရေးကိုသွားဖို့အတွက်အဆင်သင့်ရှိသလားဆိုတာကလည်းမရှင်းဘူးလို့သူကအခုလိုပဲပြောကြားခဲ့ပါသေးတယ်ရှင်။